တာလီစောပါနံပါတ်၄မှာကာဂျီကရှင်ပြားပြီးသွားပြီဖြစ်တဲ့အတွက်နံပါတ်ခါခွေနံပါတ်ခါခွေမှာကြာတော့ဒီမှာပင်စကန်ချီဒေါက်ဆဲဤပမာဏကိုချမယ်ဒီမှာပေးထားတဲ့ပုံကပစ်စကယ်ပုံဒီပစ်စကယ်ပုံမှာဒီဒေါက်ဆဲကိုချမယ်အဲ့ဆိုရင်ဒီဒေါက်ဆဲချမယ်ဆိုရင်တော့ ဒီတောင်ပင်စကင်မှာတောင်၅တောက်ရှိတယ်တတောင်၂တောင်၃တောင်၄တောင်၅တောက်ရှိတယ်အဲဆိုရင်ဒီပင်စကင်မှာရှိတဲ့ဒီတောက်ဆက်တွေ့ဖို့အတွက်နဲ့ဒီပင်စကင်မှာတောက်တောက်ရဲ့တန်ဖိုးကဘလောက်လေးဆိုတာကိုသိထားရမယ်ဒီမှာကကြတော့ဥတုညင်စတကယ်ဒီမှာကြတော့စတကယ် ။စတဲ့ကဲမှာဒီမှာဘလောက်ရှိလဲဘလောက်ရှိလဲဆိုတာကိုတီးပြီးတော့တွေ့ရသလိုဒီပု္ပ္ပာမှာလေဒီနှစ်ဘက်ခါခွေးမှာလေဒီတတောက်ကဘလောက်လေးဆိုတာကိုအရင်ဆုံးသိထားရမယ်။ထောက်ဆက်ရစ်တင်ဖို့ရှာဖို့အတွက်။အဲ့ဆိုရင်ပင်စကဲမှာဘလောက်ရှိလဲဆိုတော့ပင်စကဲမှာတောက်၅တောက်ရှိတယ်။အ၅တောက်ရစ်ငါးထောက်ရေးပေါက်လက်ကကြတော့ဘလောက်လေးဆိုတော့940ဒီဂရီငါးထောက်တန်ဖိုးက940ဒီဂရီ ငါးထောက်တန်ဖိုးက940ဒီဂရီဆိုရင်တထောက်တန်ဖိုးကဘယ်လောက်လေးဆိုတော့အ940ဒီဂရီကိုဘာနဲ့စားမှာလဲငါးနဲ့စားလိုက်တော့ဘယ်လောက်ရလဲဆိုတော့180ဒီဂရီရတယ်တထောက်တန်ဖိုးကတရာ180ဒီဂရီဒါကကြတော့ရှစ်ဖက်မှာလေးပါခဲ့တယ်နော်ရှစ်ဖက်ကိုနားလေတယ်ဆိုရင်ဒါကိုနားလိမ့်မယ်နော်အဲ့ဆိုရင်ပင်စကန်မှာအနာငါးနာရှိတယ်ထောက်လျှောက် ဒေါက်9ဒေါက်ရှိတယ်။ဒေါက်9ဒေါက်ပေါက်လက်တန်ဖိုးက940ဒီဂရီရှိတယ်။အဲ့ဆိုရင်တဒေါက်တန်ဖိုးကဘယ်လောက်လဲဆိုတော့108ဒီဂရီ။အဲ့ဆိုရင်ဒါတရ108ရှိတယ်ဆိုရင်ဒါ108ရှိတယ်ဆိုရင်ဒီဇက်ရစ်တန်ဖိုးလိုချင်နေဆိုရင်ဒီဒေါက်တန်ဖိုးရေဒီဒေါက်တန်ဖိုးရေတီးရမယ်။အဲ့ဒီဒေါက်တန်ဖိုးရေဒီဒေါက်တန်ဖိုးရေတီးတဲ့အခါကျတော့မှဒီ တခုလုံးရဲ့တန်ဖိုးကဘယ်လောက်လဲဆိုတော့တထောက်တန်ဖိုးက180ဒီဂရီရှိတဲ့အတွက်180ဒီဂရီထေကဒီအပိုင်းရေဒီအပိုင်းရေကိုနှုတ်လိုက်မယ်ဆိုရင်ကိုလိုချင်တဲ့ဇက်ကိုရမယ်ဟုတ်လားအဲ့ဆိုရင်ဒီထောက်တန်ဖိုးအရင်တီးရမယ်ဒီထောက်တန်ဖိုးကိုလေးတီးရမယ်ဆိုတော့ဒီထောက်တန်ဖိုးကိုရင်ရှာမယ်ဒီထောက်တန်ဖိုးကိုအရင်ဘယ်ကရှာမလဲဆိုတော့ဒီပုံစံလိုပဲဒီမှာ x တန်ဖိုးကိုလိုချင်တဲ့အတွက်ဒီမှာဒီတရိတ်ကံကိုအသုံးပြပြီးတော့ x တန်ဖိုးရှာတယ်မနော်အဲ့လိုမျိုးပဲဒီမှာလည်း ဒီနားမှာနာမည်တခုပေးမယ်ဒီမှာလို့ရှင်ဒီမှာလည်းဒီဓာတ်ကိုလေးလိုတဲ့အတွက်ဒီဓာတ်ကိုလေးနာမည်တခုပေးမယ်ပေးပြီးတော့ဓာတ်တယ်ဖို့ရင်ရှာမယ်ဒီဓာတ်တယ်ဖို့ဘေးကနေရှာမလဲဆိုတော့ဒီဓာတ်ကနေရှာမယ်ဒီတရိကံကနေရှာမယ်ဒီတရိကံဒီမှာနော်ဒီတရိကံဒီတရိကံတခုလုံးကြည့်လိုက်ရင်ဒီမှာဗာလေးဆိုတော့နနာညင်တရိကံနနာညင်တရိကံဒီတရိကံထေကဒီဓာတ်ရည်တယ်ဖို့ကိုရှာမယ်ဟုတ်လား ဲ့ဆိုရင်ဒီမှာကြည့်မယ်ဒီ z တန်ဖိုးကိုလိုရှင်တဲ့အတွက် z တန်ဖိုးကိုရှာရှင်တဲ့အတွက်ဒီမှာဒီနားကတန်ဖိုးရေဒီနားကတန်ဖိုးရေအရင်သိရမယ်ခုနကပြောခဲ့သလိုမျိုးဒီမှာတထောက်တန်ဖိုးကဘလောက်ဒီဂရီရှိလဲဆိုတော့108ဒီဂရီရှိတယ်108ဒီဂရီထဲကဒီမှာနာမည်ပေးထားတဲ့ဇဝင်းဇဝန်းနဲ့ဘာနဲ့လဲဇတူးနန်းကိုနှစ်ခုတန်ဖိုးက နှုတ်ရမှာရှင်အတူတူမို့လို့ဒီမှာအပေါက်လက္ခဏာထိလိုက်တယ်နော်တရား6ဒီဂရီထေကဒီ Z1 နဲ့ Z2 တန်ဖိုးကိုနှုတ်လိုက်မယ်ဆိုရင်ဗာတန်ဖိုးရမလဲဆိုတော့ Z1 တန်ဖိုးကိုရမယ်အဲ့ဆိုရင်ဒီ Z1 တန်ဖိုး Z2 တန်ဖိုးစာအရင်ရှားရမယ်အဲ့ဆိုရင် Z1 ကိုဘေးကနေရှားမလို့ပြောလေဒီ Dragon ဒီ Dragon ထေကရှားမယ်ဒီ Dragon ထေကရှားမယ် ဒါကဘာဒရီဂန်လေးဆိုတော့နနာညင်ဒရီဂန်နနာညင်ဒရီဂန်မှာနနာညင်ရင်ဘာဖြစ်လို့ပြောလဲနနာညင်ရင်နတောက်ညင်နေဒီအနာနနာညင်နေဆိုရင်ဒီနာကဒေါင်းနှစ်တောက်တန်ဖို့ကတူတယ်ဟုတ်လားဒီနာကဇဝင်းဆိုရင်ဒီနာလေဇဝမ်းပဲဒီနာက20ဒီဂရီဆိုရင်ဒီနာလေ20ဒီဂရီဒီနာက30ဒီဂရီဆိုရင်ဒီနာလေ30ဒီဂရီပဲဟုတ်လားအဲ့ဆိုရင်ဒီတောက်တယ်ဖို့မသိဘူးလားဒီတောက်တယ်ဖို့မသိဘူးလားဒီတောက်တယ်ဖို့ဘယ်လောက်လဲ ပီစကန်မှာဒေါက်တာတောက်တန်ဖို့ဘလောက်လို့ပြောထားလဲပီစကန်မှာဒေါက်တာတောက်တန်ဖို့ကဘလောက်လဲဆိုတော့108ဒီဂရီ108ဒီဂရီဆိုရင်ဒီတောက်တန်ဖို့လဲဘလောက်လဲဆိုတော့108ဒီဂရီအဲဆိုရင်ဒရိကတခုမှာအတွင်းတောက်၃ခုပေါက်လဲကဘလောက်လဲဆိုတော့180ဒီဂရီအဲ180ဒီဂရီထဲကဘာကိုနှုတ်ရမှာလဲဆိုတော့ဒီ တိနေတဲ့ဒီတရားချစ်ကို နှုတ်မယ်တရားချစ်ဒီဂရီကိုနှုတ်လိုက်မယ်ဆိုရင်ဘာတင်ဖို့ရမလဲဆိုတော့ဇဝဲတင်ဖို့ရမယ်ဒါပေမဲ့ဒီနားမလေးတောက်ရှိတယ်အဲ့ဒီတောက်နဲ့ဒီတောက်နဲ့ကတင်ဖို့အတူတူမို့လို့ဒီမှာဇဝဲဆိုရင်ဒီမှာလေဇဝဲဇဝဲနှစ်ခါဖြစ်နေတယ်တစ်ခါပဲလို့ရှိရင်ဘာလို့ရမလဲဇဝဲတစ်ခါပဲလို့ရှိရင်ဒီမှာ180ထဲက180ဒီဂရီနှုတ်ထားတဲ့ဟာကိုနင်းနံစားရမယ်။နားလေလား ဒီမှာလေးဇဝံဒီမှာလေးဇဝံဇဝံဇဝံတစ်ခါဆိုရင်2ဇဝံအဲ့ဆိုရင်ဇဝံတစ်ခါပဲလိုရှင်နေဆိုရင်တစ်ခါပဲလိုရှင်နေဆိုရင်ဒီမှာဂရိခန်ရဲ့အတွင်းတော့သူခုပေါလဲ180တေးကဒီတောက်တန်ဖို့တရားရှိကိုနှုတ်မယ်နှုတ်ပြီးတော့တစ်ခါပဲလိုရှင်တဲ့အတွက်တစ်ခုတန်ဖို့ပဲလိုရှင်တဲ့အတွက်ဘာနဲ့စားမလဲဆိုတော့နင့်နဲ့စားမယ် အဲ့ဒါကလည်းစားပြီးတော့တွေ့မယ်နော်ဒီမှာ Z1 တန်ဖို့လို့ရှိရင်180ဒီဂရီထေးကဒီ Turrican မှာအတွင်းထောက်သုံးခုပေါက်လက်က180ဒီဂရီထေးကဒီမှာတထောက်ရဲ့တန်ဖို့ဘယ်လောက်လဲဆိုတော့180ဒီဂရီအဲ180ဒီဂရီကိုနှုတ်မယ်နှုတ်ပြီးတော့ဒီမှာနနာညင်တဲ့အတွက်နှစ်တောက်ညင်တယ်ဒီမှာဇဝင်းဆိုရင်ဒီမှာလဲဇဝင်းဒါပေမဲ့ဇဝင်းတစ်ခါပဲလိုချင်တဲ့အတွက်ဒီမှာဇဝင်းနှစ်ခါနှစ်ခါဖြစ်နေတဲ့အတွက်တစ်ခါပဲလိုချင်နေဆိုရင် အဒီ180အနုတ်180ဒီဂရီကိုနင်းနဲ့စားလိုက်မယ်။ဘာဖြစ်လို့လဲဆိုတော့ဥတုညိပစ္စကေဤအနာနနာတိတူညိနေ။အဲအနာနနာတူညိတဲ့အတွက်ဒီမှာဇက်ဝန်းတက်ဖို့လိုချင်နေဆိုရင်180ဒီဂရီတက180ဒီဂရီနှုတ်မယ်ဆိုတော့ဘလောက်ကျန်လဲဆိုတော့80နှစ်ကျန်တယ်80နှစ်ဒီဂရီအစားဒီမှာနှစ်။အဲဆိုရင်ဇက်ဝန်းတက်ဖို့ဘလောက်ရလဲ80နှစ်ဒီဂရီကိုနင်းနဲ့စားလိုက်တော့36ဒီဂရီရတယ်။ ဒီတန်ဖိုးကဘယ်လောက်ရလဲဆိုတော့36ဒီဂရီရတယ်။အဲဆိုရင်ဒီဖက်ကတရီတရီဂန်နဲ့ဒီဖက်ကတရီဂန်နဲ့တန်ဖိုးအတူတူပဲ။အတူတူပဲဆိုတော့ဒီဖက်ကဇက်တူးတန်ဖိုးလေးဘယ်လောက်ရသွားမှာလဲဆိုတော့36ဒီဂရီရသွားမယ်။ဒီဖက်ကတရီဂန်နဲ့ဒီဖက်ကတရီဂန်မှာလည်းအဲ့လိုမဟုတ်ဘူးလားဒီမှာလည်းဘယ်လောက်လဲမစ္စကန်ရေးတောက်တောက်တဲ့ဖို့က100ဒီဂရီ အဲ့ဆိုရင်ဒရီဂန်တစ်ခုမှာအတွင်းတောက်၃ခု ပေါက်လဲကဘယ်လောက်လဲအတွင်းတောက်တစ်ခုနှစ်ခု၃ခုပေါက်လဲကဘယ်လောက်လဲဆိုတော့180ဒီဂရီထိကဒီတောက်ကိုနှုတ်မယ်ဒီမှာ Z2 ဆိုရင်ဒီမှာလည်း Z2 ပဲအဲ့ဆိုရင် Z2 နှစ်ခါဖြစ်နေတယ်တစ်ခါပဲလို့ချင်းဘာလို့မှလဲ Z2 တစ်ခါပဲလို့ချင်း180ဒီဂရီအနုတ်180ဒီဂရီကိုဘာနဲ့စားမလဲဆိုတော့နည်းနည်းစားမယ်အဲ့ Z1 ရှာတယ်လို့မျိုးပဲ Z2 ကိုလည်းရှာရမှာ အဲ့ဆိုရင်ဒီမှာလေဒီဒရိကန်နဲ့ဒီဒရိကန်နဲ့တူတဲ့အတွက်ထပ်ပြီးတော့ရှာပြနေစီရမလို့တော့ဘူးဇန်ဝင်က36ဒီဂရီဆိုရင်ဇက်တူးလည်းပဲ36ဒီဂရီဟုတ်လားအဲ့ဆိုရင်ဆီယာမတို့မှာဒီဒေါက်သေးမှာဇက်တန်ဖို့လိုချင်တယ်ဇက်တန်ဖို့လိုချင်တဲ့အတွက်ဒီမတိတဲ့တန်ဖိုးနှစ်ခုကိုရှာလိုက်ပြီးရှာလိုက်တော့ရသွားပြီးရသွားပြီးဖြစ်တဲ့အတွက်ဘာတန်ဖိုးရှာလို့ရပြီလဲဆိုတော့ဇက်တန်ဖိုးကိုရှာလို့ရပြီအဲ့ဆိုရင် ဇက်ညီမြချင်းဇက်ညီမြချင်းဆိုတော့ဒီမှာတစ်ခုလုံးကဘယ်လောက်လဲပင်စကင်မှာဒေါက်တာဒေါက်တန်ဖိုးကဘယ်လောက်လဲ180ဒီဂရီဆိုတော့180ဒီဂရီဒီပင်စကင်ဒေါက်တာဒေါက်လွင်တန်ဖိုးက180ဒီဂရီ180ဒီဂရီထဲကဒီဇက်1နဲ့ဇက်2ကိုနှုတ်လိုက်မယ်ဆိုရင်ဘာတန်ဖိုးရမလဲဆိုတော့ဇက်တန်ဖိုးရမယ်အဲကြောင့်180ဒီဂရီအနုတ်ဇက်1အပေါက်ဇက်2 ီမှာဇဝန်းကိုလည်းနှုတ်ရမယ်ဇတူးကိုလည်းနှုတ်ရမယ်နှုတ်ရမယ့်ဟာချင်းတူနေတဲ့အတွက်ဒီမှာဂွင်းခက်ပြီးတော့အလေမှာအပေါက်လက္ခဏာထည့်လိုက်တယ်နော်အဲဆိုရင်ဇက်တန်ဖို့လို့ရှင်ရင်106ဒီဂရီအနုတ်ဇဝန်းအပေါက်ဇတူးအဲ့ဆိုရင်ညီမြချင်း106ဒီဂရီအနုတ်ဇဝန်းတန်ဖိုးက36ဒီဂရီဇတူးတန်ဖိုးလေး36ဒီဂရီအဲ့ဆိုရင်108ဒီဂရီအနုတ်ဒီမှာဂွင်းခက်ထားတဲ့ဒီဂွင်းကိုအရင်ရှင်းမယ်ပေါက်လိုက်တော့ဘယ်လောက်ရလဲ82ဒီဂရီရတယ် ။ဒါဆိုရင်တရား၈ဒီဂရီထဲက82ဒီဂရီကိုနှုတ်လိုက်တော့ဘလောက်ရလဲဆိုတော့36ဒီဂရီရတယ်။အဲဆိုရင်ဇက်တန်ဖိုးကဘလောက်လဲဆိုတော့36ဒီဂရီရပါတယ်။နားလေမလားမသိဘူး။